နဲ့ပြန်ပြီးကိုကိုကိုပြုပြင်လိုက်ရင်တသက်လုံးတန်ဖိုးရှိတဲ့အနှစ်ကလေးကိုလက်ဝဲပိုင်မှန်ရရှိမှာပါအဲ့တော့သာဓုသမီးတို့ကိုဘုံဘုံမေးမယ်ဖယားမပွင့်ခင်ကဗုဒ္ဓံတရဏိုင်ကိစ္ဆာမိဆိုတာရှိသလားမရှိဘူးအဲ့ဒီကြားထဲမှာဖယားပွင့်တော့မယ်ဖယားပွင့်တော့မယ်ဆိုတဲ့ကောလဟတ္တတွေကြောင့် ဟိုဂိုင်းစရာတွေကလည်းသူတို့ဖယားဟိုဒိဋ္ဌိတွေကလည်းသူတို့ဖယား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 နဲ့ဖယားအပြစ်ဝင်ခံပြီးတော့ဘာမှကောင်းကျိုးမပေးကြဘူးအဲ့ဒီတော့နတ်မြမာတွေကကောလူသားတွေကကောဖယားစင်စစ်ဧကံပွင့်ဖို့အတွက်ကိုစောင့်မျှော်ကြတယ်အဲ့ဒီအချိန်မှာတို့ဂေါရမမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီး ဘောဓိပင်နဲ့ရွှေပလင်ကိုအောင်မြင်တော်မူပြီးတော့ဘုရားစင်စေဧကံမပြည့်ဘူးလားအေးဘုရားစင်စေဧကံပြည့်တော့မှနတ်မြမာတွေကနေစပြီးဖူးမြော်ရတယ်လူသားတွေတရားအောင်မှမသိလိုက်ဘူးသဘောပေါက်လားအဲ့ဒီတော့နတ်မြမာတွေကပဲအာရပါရလီဗုဒ္ဓံတရဏံဂိဇာမိပါဘုရားဆိုပြီးတော့နော် ရှခုပီပူဇော်ကြတယ်ဘုရားရှင်ကြီးရဲ့နော်ဂုံတော်ကျေးဇူးတော်တွေကိုတကာတဲ့အာရပါရပူဇော်ကြတယ်တရားဟောသေးလားမဟောသေးဘူးဒါကြောင့်တရားမဟောသေးလို့နတ်မြမာတွေကနေပြီးတော့မလျှောက်ထားရဘူးလားကဲအဲ့ဒီတော့ပထမဦးဆုံးနတ်မြမာတွေကိုကြည်ရဲ့ဟောရင် လူပောင်လောကမှာအတိတ်တည်းရှိပါမလားဒါကြောင့်မလို့တရားဥဓမ္မစကြာကို လူသားတွေပါမအတိတ်တည်းပါမစဟောမယ်ဆိုတော့ပိဇဝဂီ၅ဥကိုစတင်ပြီးမဟောပါဘူးလားအေးပိဇဝဂီ၅ဥကိုစတင်ပြီးဟောကြားတော်မူတဲ့အခါတောတပံတဒကံအနာကံဆိုတဲ့နော် တရားတော်ရဲ့ဂုဏ်တော်ကျေးဇူးတော်ဒီကြောင့်နတ်မြမာဒီမှာလဲသူတို့ရဲ့စိတ်တွေပြောင်းလဲလာတယ်လောဘဓိဒေါသဓိမောဟဓိမာမာနဓိအဘိဓါပြာပါရဓိအိတ်တမစ္စရိယဓိကို ကိုယ့်အပြစ်တွေကိုမြင်ပြီးဖယ်ခွာရင်းဖယ်ခွာရင်းနဲ့သောတာပန်ဤတီးကုန်ကြတယ်ပိဇဝဂီ၅ဦးထဲမှာလဲ ကိုဋ္ဌိညမတိပထမဦးဆုံးသောတာပန်မဖြစ်ဘူးလားအတိတော့သောတာပန်ရဲ့ဂုံအင်္ကာကြောင့်နတ်မြမာရီမာလဲကိုယုံကိုဝါရီထွန်းလင်းတောက်ပသလိုသောတာပန်ဆိုတဲ့တရားတော်မြတ်ကဂုံသူဂုံမြတ်ကြီးကြောင့်ကိုယ်တညာမထေအရှင်မထေမြတ်ကြီးမှလည်းနော်ခန္ဓာကိုယ်ကနေအလင်းရောင်အလင်းဓာတ်တွေထွက်လာတယ် ဖျားရှင်ကြီးကသာရောင်ကြီးတော်၆သွယ်နဲ့ကွန်မြူးလို့လင်းထိန်ပြီးကြီးညူွယ်ရာအစင်ပြစ်နေတာဟောတပြေပြေတရားနာရင်နာရင်နဲ့လောဘရိငိမ့်သွားဒေါသရိငိမ့်သွားမမာနရိပျောက်ွယ်မကန့်ကျင်စိတ်အိတ်တာမិစရိယတွေစိတ်ဓာတ်တွေဖြူစင်တန်ရှင်းလာတဲ့အခါအဲ့ဒီစိတ်ဓာတ်ကြောင့်ခန္ဓာကိုယ်ကနေကြည်လင်ခြင်းဝင်းပါခြင်းတောက်ပြောင်ခြင်းဆိုတာမဖြစ်ဘူးလား အဒီအကနတ်ပြမရီကလည်းသူတို့ကြီးမှာ သောတာပန်တရာဂန်နေဖြစ်သွားကြတော့နတ်တွေဟာထူးထူးခြားခြားကို ကိုယောင်ကိုဝါရီထွန်းလင်းတောက်ပလာတဲ့အဲ့ဒီတော့တရားတော်မြတ်ဟာ အမတန်ထူးခြားလာကြည်လားတန်ဖိုးကြီးလာကြည်လားတို့တဲ့တွေတကားမှ မနာကြခဲ့ရဘူးပါလားဆိုပြီးတော့အဲ့ဒီမှာဝမ်းမြောက်ဝမ်းသာနဲ့ဓမ္မံတရဏံကိစ္ဆာမိဆိုတာဖြစ်ခဲ့ရတာ သဘောပေါက်လားအဲ့ဒီတော့သာသနာတွင်းကိုရောက်ပလားမရောက်သေးဘူးသုံးမျိုးမစုံသေးလို့သဘောပေါက်လားကဲအဲ့ဒီတော့အဲ့ဒီအချိန်မှာတပုဒ္ဒါနဲ့ဗလိကကလည်းနော်ဖယားရှင်တို့ရှိရာတိုင်းပြည်ကိုရောက်လာပြီးကုံရောင်းကုံဝဲလာတော့ငါဖယားရှင်ရဲ့နော် တတ်တော်မွေတော်ဆန်တော်အန်တော်တခုခုသည် ရှေးဖုရားရှင်တို့နဲ့အတူစုပေါင်းပြီးတော့လူသားတို့ပူဇော်ရန်ရှိလိမ့်မယ်တကြောင်မလို့ တပုဒ္ဒနဲ့ဗလိကကိုငါဆန်တော်ရီပေးရမယ်ဆိုတာတပ္ပညုတညံတော်နဲ့မြင်တော်မူတယ်။အဲ့ဒီတော့ရေစိတ်တော်ကိုစင်းမဏိမဝေတော်ဟုတ်တဲ့မှာလင်းလုံးပင်အောက်မှာနော်နေတန့်စင်နဲ့နေပူဇာလှုံတာပေါ့။အဲ့ဒီလိုနေတန့်စင်ပြီးတော့ နေတဲ့အချိန်မှာတပုဒ္ဒါနဲ့ဗလိကရောက်လာတော့ဟောဆံတော်ရှိစုမပေးဘူးလားအဲ့ဒီမှာဘုရားရှင်ရဲ့ကြည်ညိုခြင်းမကကြည်ညိုဘွေရာအစင်းတံကိုတပုဒ္ဒါနဲ့ဗလိကမြင်ရတော့အရှင်ဘုရားတပည့်တော်တို့ကိုဒါယကဒါယကမအပြည့်နော်ဥပတကဥပတကမအပြည့်သတ်မှတ်တော်မူပါဘုရားဆိုပြီးလျှောက်ထားကြတော့ ဲ့ဒီမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဒွိတရဏဂုံပဲပြီးပြီးနိုင်နေတန်ခါမပေါ်သေးလို့အဲ့တော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိနှမျိုးတွေပြီးလိုက်ရတယ်တဘောပေါက်လားသာသနာတွင်းရောက်ပလားမရောက်သေးဘူးเนาะသုံးလှမ်းပြည့်မှာ ဖရာယရနာတရားယရနာတန်ခယရနာပြီမှာသာသနာတွင်ရောက်တာအဲ့ဒီတော့ဆက်ပြီးတော့အော်တပုဒ္ဒနဲ့ပလိကသံတော်ရှိသူ ယူပြီးအာရပါရပြန်သွားတဲ့အချိန်ကြမှာပြင်စားဝက်ကြီး၅ဦးထံပြန်ကြွပြီးတော့တရားတော်ကိုဟောကြားတော်မူကြတာဆက်ပြီးဟောရင်းနဲ့မဲ့ညံဖူညံအတဝေကုန်ကန်းတို့ယဟန္တာသင်္စေကုန်တင်ညမတိစပြီးဖြစ်သွားတယ် အဲ့ဒီလိုပြည့်သွားတော်မှမြတ်စွာဘုရားရှင် ကိုရုံမြတ်ကြီးကတပ်ပညုတဉာဏ်တော်မြတ်နဲ့ကြည်လိုက်တဲ့အခါဒီတိုင်းထားလို့ရှင်ရင်တော့လူတို့ရဲ့အဝိအထယ်နဲ့ဆိုရင်တော့ခொနှစ်ရက်ပဲတက်တော်ရှိမယ်ယဟန်အဖြစ်ကိုများယူလိုက်လို့ရှင်ရင် ပထမဦးဆုံးယဟန်ဖြစ်တော်မူပြီးတော့တက်တော်ရှိပြီးတော့နော် ခொနရဲ့သာသမီတွေကိုပြန်လဲဟောပြောသူဆုံးမနိုင်တဲ့ယဟန္တာသင်္ဆေတန်ခါဖြစ်မယ်ဆိုပြီးတော့လက်တော်ကိုစံတန်းပြီးအေဟိဘိက္ခုတဲ့จิตသားလာလှဲ့တဲ့တန်ခါဆိုတဲ့အနေနဲ့ငါဖရာရဲ့သာသနာတွင်းမှာခொနရဲ့သာသမီတွေကိုဟောပြောသူဆုံးမပြီးကဲတင်စောင့်ရောက်တဲ့သာသနာတာဝန်ကို ထမ်းဆောင်လို့တဲ့အိဟိဘိကုဆိုတာအဲ့ဒီလိုလက်တော်စံတန်းပြီးခေါ်လိုက်တဲ့အခါမှာနော်ကတုံးကလည်းတုံပြီးသားခန္ဓာကိုယ်အဝေးအစားကလည်းသင်္ကန်းအဝေးအစားနဲ့ဘေးမှာလည်းပရိတ်ခရာတွေနဲ့အစင်သင့်ဟာတကာတဲ့ခန္ဓာကိုယ်ကမိညာဖူညာရဲ့ အောင်မြင်မှုကြောင့်စင်ကြယ်မှုကြောင့်ခန္ဓာကိုယ်ကနေအလင်းရောင်အလင်းတက်တွေထွက်တော့တယ်အဲ့ဒါကိုအလုံးကကြည်ညိုပြီးတော့တန်ခါဆိုတာအခုမှတို့မြင်ဘူးတော့တယ်ဘုရားရှင်ရဲ့ခြေမှာလက်အုပ်ကြည့်ပြီးတော့ကောင်းလေးငုံပြီးကြည်ညိုပြီးဘူးမြော်နေလိုက်တာအဲ့ဒီတော့တို့တဲ့တွေတန်ခံတရဏံဂိဇာမိဆိုပြီးတော့ပူဇော်ကြတယ်နတ်မြမာတွေ အဲ့ဒီတော့သာဓုသမီးတို့ဖရာယရဏတရားယရဏတန်ဃာယရဏသုံးမျိုးပြည့်စုံမှ သာသနာဆိုတာစတင်ထွန်းကားတာသဘောပေါက်လားဒါဆိုလို့ချင်းရင်ဗုဒ္ဓဘာသာ အစဘယ်ကစလဲတရဏဂုံကစခဲ့တာတရဏဂုံနဲ့တရဏဂုံဆိုတာနော်အကျိုးပေးကြီးမားတယ် လူအင်ထာနမှန်သမျှကိုပြည့်စုံစေတယ်။အောင်မြင်မှု အမျိုးမျိုးကိုပေးတယ်။ဆင်းရဲဒုက္ခအမျိုးမျိုးကိုပယ်ဖျောက်နိုင်တယ်။ဘေးအန္တရာယ်အမျိုးမျိုးကိုကာကွယ်တားဆီးနိုင်တာကိုတရဏဂုံလို့ခေါ်တယ်။သဘောပေါက်လား။ဒါကြောင့်မလို့လေသာဓုသမီးတို့စဉ်းစားကြည့်ပါ။ဖျားရှင်ရဲ့ ယရနာ၃ပါးရဲ့ဂုံကျေးဇူးကိုဖျားရှင်မဟောခဲ့ဘူးလားနော်အဲ့ဒီလိုဟောခဲ့တဲ့အခါကျတော့ဖျားရှင်ကြီးကနှိုင်းရှင်ပြတယ်နတ်ပြည်မှာလည်းယရနာပေါင်းစုံရှိတယ်တဲ့မြမပြည်မှာလည်းယရနာပေါင်းစုံရှိတယ်ငကားပြည်မှာလည်းယရနာပေါင်းစုံရှိတယ်လူပြည်မှာလည်းယရနာပေါင်းစုံရှိပါတယ်တဲ့ဒါပေမဲ့အဲ့ဒီ နတ်ပြည်လူပြည်ငကားပြည်ရလားမြမပြည်တွေမှာရှိတဲ့ယရနာတွေကတန်ဖိုးဖြတ်လို့ရသေးတယ်တဲ့။နောက်ဖယားယရနာတရားယရနာတန်ခယရနာကတော့တန်ဖိုးဖြတ်လို့ရပါမလား။အဲမရတဲ့အပြင်ဘေးသူရန်သူအန္တရာယ်သူဂျူသူဂျမသူအမျိုးမျိုးသောဘေးအန္တရာယ်တွေကိုကာကွယ်ပေးတယ်။နော်အဲ့ဒီအခါမှာ နတ်ဆိုးနတ်ကြံဘလူဆိုးဘလူကြံတရေဆိုးတရေကြံမကောင်းတဲ့မိစ္ဆာနတ်တည်းရဲ့စွန့်အင်တွေကိုပါအကုန်လုံးဖယ်ရှားရှင်းလင်းပြစ်နိုင်တယ်ဆိုပြီးတော့မဟုတ်ဘူးလားအဲ့ဒါကိုဘာတုတ်လို့ခေါ်လဲယရဏတုတ်တဲ့သဘောပေါက်လား ဟောဝေတာလီကြည်ကြီးကိုဘလူးတွေစဉ်းစားတော့ဟာတယောက်ပြီးတယောက်ပြိုက်ကလေးပြိုက်ကလေးနဲ့အခုဝူဟန်ဖြစ်နေတာနဲ့မတူဘူးလားစဉ်းစားကြည့်ပါသဘောပေါက်လားဝေတာလီမှာကောအဲ့ဒီလိုမဖြစ်ဘူးလားဖျားလက်တက်ကဖြစ်ခဲ့တာနော်အဲ့ဒီတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဖရာယရနာရဲ့ဂုံကြီးစုတရားယရနာရဲ့ဂုံကြီးစုတန်ခါယရနာရဲ့ဂုံကြီးစုကိုရှင်အာနန္ဒမတေမြတ်ကြီးသင်ပေးပြီးတော့ကဲတတိုင်းကြီးလုံးလိုက်ပြီးတော့မရွတ်စေဘူးလားအယုတ်ချင်းနဲ့ငါဘုရားမေတ္တာပို့ပေးမယ်ဆိုပြီးတော့ဟောမေတ္တာရည်တွေပရိတ်ရည်တွေမပြန်ခိုင်းဘူးလား အဲ့ဒါဖရာရဲ့ဂုံကြီးစုတရားတော်ရဲ့ဂုံကြီးစုတန်ဃာတော်မြတ်တို့ရဲ့ဂုံကြီးစုအဲ့ဒီချိန်တော့ကလိုက်ပြန်နေတဲ့တန်ဃာဆိုတဲ့အာနန္ဒာကယဟန္တာဖြစ်သေးလို့လားဖရာပရိနိဗ္ဗာန်စံပြီးမှယဟန္တာဖြစ်တာသဘောပေါက်လားအဲ့တော့ယရဏ၃ပါးရဲ့ဂုံကြီးစုရဲ့အစွမ်းကိုပြတာယရဏတုတ်ပဲသဘောပေါက်လား အဲ့တော့ဓမ္မန္တရဏံကိစ္ဆာမိဆိုတော့မြတ်စွာဘုရားဟောကြားတော်မူတဲ့ဓမ္မခန္ဓာပေါင်း74000ကို တပြည့်တော်တို့ယူသေးပါတယ်လေးစားပါတယ်အာကိုးပါတယ်စီးကပ်ပါတယ်အမြဲတမ်းဥထိတ်ထားပါတယ်ဆိုတဲ့အတိတ်ပိုင်းမရဘူးလားအဲ့ဒီတော့ဓမ္မခန္ဓာပေါင်း74000ဖြစ်တဲ့တရားတော်မြတ်ကိုအမြဲဥထိတ်ထားတယ်ဆိုတော့နော်ဓမ္မန္တရဏံကိစ္ဆာမိဆိုတာနဲ့ပရိတ်တော်တွေမပါဘူးလား ပဋ္ဌာန်းတော်တွေရောမပါဘူးလားအဲ့တော့တရားတော်မြတ်ရဲ့ဂုံတော်ကျေးဇူးတော်ကိုဥဒိတ်ထားလိုက်တာနဲ့ပရိတ်အကျိုးတွေရောမပါဘူးလားပဋ္ဌာန်းအကျိုးတွေရောမပါဘူးလားအဲ့တော့သာဓုသမီးတို့စဉ်းစားကြည့်လိုက်ယတနာတုတ်ကို အလွတ်မရပေမဲ့ဓမ္မန္တရဏံကိစ္ဆာမိနေတယ်မအောင်မြင်နိုင်ဘူးလား ဩဗုဒ္ဓံသရဏံကိစ္ဆာမိလဲပါれယဟန္နာအရှင်မတိမြတ်တို့ရဲ့တန်ခံသရဏံကိစ္ဆာမိလဲပါれအလေကောင်းကနေဓမ္မံသရဏံကိစ္ဆာမိပါတခါတဲ့ပါဝင်လိုက်တော့မအောင်မြင်ဘူးလားသေချာစဉ်းစားကြည့်ပါဒါကြောင့်မလို့ဗုဒ္ဓဘာသာရဲ့အခြေခံသည်သရဏဂုံပဲသရဏဂုံမရှိရင်ဗုဒ္ဓဘာသာ ဖြစ်နိုင်ပါမလား ကဲဘုံဘုံချက်ပြောတော့မယ်ရသော်ဘုရားရှင် ကိုတော်မြတ်ကြီးအဲ့ဒီလိုပွင့်ထွန်းလာတဲ့အခါနောက်ပိုင်းမှာ မိစ္ဆာဒိဋ္ဌိတွေနှပ်ပြီးတော့ဘုရားကို မကြည်ညိုတဲ့သူတွေကဘုရားရဲ့တရားတော်တွေဘုရားရဲ့ဂုံအင်္ကာတွေကိုမြင်တွေ့ပြီးတော့ကြည်ညိုလေးစားတဲ့အခါမြတ်စွာဘုရားကို ဥပဒ္ဒကအဖြစ်သတ်မှတ်ပါ တပည့်သားသမီးအပြစ်သတ်မှတ်ပါဒါယကဒါယကမအပြစ်သတ်မှတ်ပါဆိုဝင်ရောက်မလာဘူးလားဝင်ရောက်လာရင်ဖျားရှင်ကြီးကဘာပေးလဲတရဏဂုံပေးတာသဘောပေါက်လားဖျားရှင်ကြီးကသံတော်ရှိသူယူလာတဲ့တပုဒ္ဒနဲ့ဗလိကကိုတောင်မှဒွိတရဏဂုံပေးပြီးမှလွတ်လိုက်တာသဘောပေါက်လား တရဏဂုံမရှိရင် ဖရာဂုံကို ဆောင်းနိုင်ပါမလားအဲ့ဒါစဉ်းစားကြည့်နော်တရဏဂုံမရှိရင်ဗုဒ္ဓမြတ်စွာရဲ့သာသနာဂုံကိုဆောင်းနိုင်ပါမလားအဲ့တော့သာဓုသမီးတို့တွေကတန်ဃာတော်မြတ်ကိုသာလီအာကိုပြီးတွဲလဲခုံနေကြတာကိုကိုတိုင်း ဗုဒ္ဓဘာသာကြီးကိုစောင့်ရှောက်ရမှာကာရုသမီးတို့အရေးအတွက်နဲ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 သွားလေသာသနာတော်ကယော့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 သွားလေသဘောပေါက်လားဗုဒ္ဓဘာသာတရဏဂုံတည်တဲ့သူများလာလေများလာလေများလာလေသာသနာပါပြစ်လာလေတိုးလာလေတိုးလာလေတရဏဂုံ အပေါ်မှာမူတည်တယ် သရဏဂုံမရှိရင်ဗုဒ္ဓဘာသာမဟုတ်ဘူး။ဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကြီးကတခေါက်တည်းတောင်စိတ်မကြလို့ဘယ်နှခါပေးလဲ။ဒုတိယံပြီးတတိယံပြီးမပေးဘူးလား။ကဲပေးပြီးတဲ့အခါကျတော့ဘုရားရှင်ကြီးကအာရပါရဘာပြောလဲ။အပမတေနာတံပါတိဒတဲ့။အဲ့ဒါဘာပြောတာလဲ။မမေ့ပါနဲ့တဲ့။ ဒီဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိကိုဘာလို့ရမလဲမမေ့နဲ့တဲ့နှစ်ပြီယုံကြည်မှုလေးစားမှုအားကိုးမှုလဲယော့မတော်နဲ့တဲ့မေ့သွားရင်ဘာဖြစ်လို့လဲယော့လို့သာမေ့တာယုံကြည်အားကိုးမှုသည်တိုးတိုးသာတက်လာရင်မေ့ပါမလားမေ့တာဘာဖြစ်လို့လဲယော့သွားလို့သဘောပေါက်လား ဒါကြောင့်လို့မမေ့နဲ့မယော့နဲ့တစ်ခါပြန်ကြည့်အောင်မယ်ဘာပြစ်လို့ယော့တာလဲစိတ်ထဲကပေါ့သွားသဘောပေါက်လားမနေ့ကငါမှပေါင်းစိတ်တော်မယ်ဒီနေ့ဇာလန်းကောင်းကောင်းလေးရှိသေးလို့မနေ့ကငါမှပေါင်းရွတ်တော်မယ်ဒီနေ့အိတ်ကျင်နာနဲ့ပြင်မန်းတော်နဲ့ပေါ့ပြီဟင် ပေါ့ကုန်ပြီဗုဒ္ဓဘာသာမှာပေါ့ကုန်ပြီစိတ်ပရိယနေချိတ်ပရိပြည်လာတယ်တိုင်ချိတ်เนาะဖျားစင်မှာတန်ရိုက်ပြီးချိတ်ထားချိတ်ပရိယနေပြီးတော့ဩမစိတ်တာကြာပြီဆိုခေါင်းဖေးပုံထားရင်းနဲ့ပုံပရိပဲဖြစ်တယ်မစိတ်ဖြစ်ကြနောက်ကြတော့ဟာပုံထားမဲ့အစားရဲ့ခေါင်းအောက်ထိုးထားလိုက်မယ်ဆိုထိုးပရိပဲဖြစ်သွားပြီဟင်အဲ့ဒါတွေကပေါ့လို့လားမပေါ့လို့လား ပေါ့လဲသွားလဲသွားကောယုံကြည်မှုတွေလဲယော့သွားရောယော့လဲသွားလဲသွားကောမေ့တော့တယ်ဒါကြောင့်မြတ်စွာဘုရားကမမေ့နဲ့မယော့နဲ့မပေါ့နဲ့ပေါ့တာဘာဖြစ်လို့လဲမယုံကြည်တော့လို့ယုံကြည်မှုယော့နေသွားပြီးပျောက်ကွယ်သလောက်ဖြစ်သွားပြီးဥပမာ ီပစ္စည်းလေးတစ်ခုဟာတပိဿာလေးတယ်ဆိုရင်ယုံကြည်တဲ့လူကလာကင်တောင်ကြည်ပါမလားအာဟုတ်မယ်အဲ့ဒီနော်ဆရာတော်ကြီးပြောတာတပိဿာဆိုမှန်မယ်လို့ပဲတွေ့တာမယုံကြည်တဲ့လူကဘာလာလုံးမလဲစာကြည့်မယုံကြည်တဲ့အပြင်မယုံကြည်မှုများပြားလာရင်ဘယ်လိုတောင်ပြောမလဲ အလက်က95ကျပ်သားလောက်ပဲရှိတယ်။တဘောပေါက်လား။သူလည်းချိန်ကြည့်တာမဟုတ်ပဲနဲ့လေ။နော်အမလေး80သားလောက်ပဲရှိမှာ။95ကျပ်သားလောက်ပဲရှိမှာလုတ်တော့မှာ။တဘောပေါက်လား။အဲ့ဒီလိုပြောလာပြီးဆိုကြတဲ့ကမယုံကြည်တော့ဘူးဆိုတာ။ သဘောပေါက်ပြီတော့ဟုတ်လားအဲ့တော့မြတ်စွာဘုရားကဒါကုနောကြုံသိတယ်ဒါကြောင့်လို့จิตသားจิตသမီးတို့တရဏဂုံ၃ပါးကိုမမေ့ပါနဲ့မယော့ပါနဲ့ပော့ပော့တန်တန်လို့လဲမထင်ပါနဲ့မလေးမစားလဲဆမကြည့်ပါနဲ့မယုံကြည်မယုံမကြည်နဲ့လဲမလုံးနဲ့တဲ့ဒါကြောင့်မမေ့မယော့မပော့ မချပါနဲ့ဆိုတော့လူတွေကလီအာရပါရအော်လိုက်တာဘလို့အော်လဲအာမဘာပြောတာလဲကတူတူလေးမင်းမဘာပြောတာလဲဟင်အာမဘန်းတွေဆိုတာဘာလုပ်တာလဲအာမခန္ဓာဂတိပေးတာ မှန်ပါတယ်ဖေရတပြည့်တော်တို့မမိပါဘူးမလျော့ပါဘူးမပေါ့ပါဘူးမဆပါဘူးနေ့တိုင်းရွတ်ပါမယ်ဖေရနေ့တိုင်းပွားပါမယ်ဖေရတဲ့ဘသူဂတိတီလဲ